အမြဝေရသာဓုခေါ်ပါတဲ့ယရနာသုံးပါးကိုစိကတ်သော စေတနာတရာတရားရှိကြသော ပုဂ္ဂိုလ်တို့သည်နည်းသည်များသည်မဟုကြီးသည်ငယ်သည်မဟုဒါနအစရှိသောကောင်းမှုတို့ကိုရံဖန်ရံခါပြုလုပ်လျက်ရှိကြသည်ယင်းတို့ကောင်းမှုတို့ကို ပြုလုပ်ကြရ၌မိမိတို့ပြုလုပ်သောကောင်းမှုတို့၏အဖို့ပါကကို အမြပေးဝေသူလည်းရှိကြ၏ မြတ်ပေးဝေခြင်းမရှိသူလည်းရှိကြ၏အညာဖြင့်ကြောင်းကြီးကံကြီးဇေယတဆောင်စသဖြင့်ကြီးကျယ်ထင်ရှားသောကောင်းမှုမျိုးကိုပြုလုပ်ကြသောအခါ၌သာအမျှပေးဝေကြသည်နေ့စဉ်စွန်လောင်ခြင်းဖျားရှိကိုခြင်းရေချမ်းပန်းကတ်လူခြင်းတီလတီလာတည်င်းစောက်တည်ခြင်းတမထဝိပဿနာဘာဝနာပွားများခြင်းစသော ကောင်းမှုတို့ကို ပြုကြသောအခါ၌အမျှပေးဝေခြင်းမရှိကြသလားနေပါကြသည်ကောင်းမှုကူတို့ဟူသည်အ ਨੇ အများအကြီးအငယ်မ၍ပြုလုပ်သည်များသောကောင်းမှုကူတို့၏အဖို့ပါကကိုမိဘတို့မှဆ၍ရှားသည်များပုဂ္ဂိုလ်များလည်းတာဓုခေါ်ကကောင်းမှု၏အကျိုးကျေးဇူးကိုရကြစေရန်အမျှဝေတင်ကြပေသည်အမျှဝေသောပုဂ္ဂိုလ်၌ပတ္တိဒါနကုသို့ ထပ်၍ရမည်အပြင်တာရုခေါ်သောပုဂ္ဂိုလ်သည်လည်းတရားစည်စနာလျောက်ကောင်းသောကျေးဇူးများ ကောင်းသောကျေးဇူးကိုရရှိကြပေမည်တဲ့ဒါတော့ရွှေရင်သာဆရာတော်ဘုရားကြီးရဲ့ဩဝါဒစာဖြစ်ပါတယ်အဲဒါလေးရတယ်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကုသိုလ်နည်းနည်းလေးဖြစ်ဖြစ်များများလေးဖြစ်ဖြစ်အဲတရားလူလူ၊နှစ်ရားလူလူ၊တစ်ထောင်လူလူ၊တစ်သိန်းလူလူ၊စသဖြင့်ပါနော်။အလူမှန်သမျှ ကာမုန်ကုသိုလ်မှန်သမျှကိုကျွန်တော်တို့ကအဲဒီဟိုဘာလဲအမြတ်ဝေတင်နေပေါ့နော်အဲအမြတ်ဝေတင်နေအမြတ်ပေးဝေတင်နေပေါ့အဲ့ဒါကကျတော့ဒါတို့ခေါ်နိုင်ဒါတို့ခေါ်ကြမယ်အမြတ်ဝေတဲ့ပုဂ္ဂိုလ်မှလည်းပဲပဋိဒါနာကုသိုလ်ရသလိုဒါတို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲစေတနာဒါရတရားဒါရတရားအောင်ကျိုးရကြတယ်ပေါ့နော်အဲ့တော့ဟိုလူကြီးကလည်းပဲအဲ တခြားသူပြုလုပ်တဲ့ကုသိုလ်တွေကိုလည်းပဲအဲဓာတ်ုခေါ်ပြီးတင်တယ်ဗောနော်အတန်ထွက်ပြီးတော့မှလေဓာတ်ုဓာတ်ုဓာတ်ုဆိုဓာတ်ုခေါ်လို့ခေါ်တင်တယ်ဗောနော်အဲအဲ့ဒီလေ့ကျင့်လေးရလည်းပဲကောင်းတယ်ဒါကျွန်တော်ကဓာတ်ုခေါ်တဲ့အကျိုးကျေးဇူးကလည်းရတယ်ဗောနော်အဲတော့ကိုယ်တိုင်လှူတဲ့သူကလည်းပဲကုသိုလ်အမြောက်ဝေအဲကိုယ်တိုင်မပြုလုပ်ပြီးမဲ့လေအဲဘေးဝင်ပတ်ဝန်းကျင်မှာအဲ တာရုအမြပေးဝေတန်ကြလို့ရှင်လည်းပဲတာရုခေါ်တင်နေပေါ့နော်ပရိသတ်ကတာရုခေါ်တင်နေအဲဆိုလို့ရှင်တော့တာရုခေါ်ရတဲ့အကျိုးလေးရမှာဖြစ်ပါတယ်ပေါ့โอเค